အချိန်တွေဝေ့ဆင်းနေမယ်ဗီဒီယိုတွေပဲကြည့်နေမယ် YouTube တွေပဲကြည့်နေပဲ Facebook တွေပဲသုံးနေမယ်ဂိမ်းတွေပဲကစားနေမယ်ကိုရောငယ်လေးတွေအများကြီးသာသတိထားပေါ့ဟုတ်တော့မလားဘာလို့လဲဆိုတော့ငယ်တဲ့လူတွေပိုသတိထားငယ်တဲ့လူတွေအပြည့်အစုံတရားရှိ ပိုပြည့်စုံပါလေဟုတ်တယ်မလားအဘတော့ကျတော့ပြည့်စည်ရင်တော့တော့အချိန်အသုံးအနည်း30ပေါ့ဒီတဲ့ပုံမှာပြည့်စည်နေတော့အဲ့လိုဖြစ်တယ်ဟုတ်လားဗျ အများကြီးမပြတ်သေးတော့ပါဘူး30လောက်ပြတ်သေးပြီရပါပြီနော်အဲဒါတပည့်တို့ကရှင်မြတ်တို့ပြောချင်တာဒီအသက်ကြီးတဲ့ပုဂ္ဂိုလ်တွေအတွက်တော့သူတို့ရဲ့သာနာပြုခြင်းနေသွားပြီသူတို့ရဲ့အရှိန်လည်းရှိတယ်သူတို့ရဲ့သက်သက်ကရှင်မြတ်တို့တန်ဃာတွေကိုကြည်ညိုအောင်မယ်ဆိုတဲ့ပုဂ္ဂိုလ်တွေလာအောင်ပါရှင်မြတ်တို့တပည့်တို့အငယ်လေးလက်ထက်ကြတော့မသေးကြတော့ဒါကြောင့်တပည့်တို့ကဒီအချိန်ကိုကောင်းကောင်းသုံးချပြီးရှင်းနေဖြည့်မထားဘူးဆိုရင်ရှင်မြတ်တို့တပည့်တို့ ပေးเสียမှရှိရင်နေရာမရှိပါအဲ့လိုဖြစ်သွားပါလေဟုတ်ပြီလားဗျာနော်အဲ့ဒါပြီးတော့ရည်ရည်ရသက်သက်ပြောတာမဟုတ်ပါဘူးတကယ်အရေးကြီးပါလေငယ်ရွယ်တဲ့သူတွေပို့ပြီးတော့အချိန်ကိုအသုံးချနိုင်မှုလို့ပါလေဖြုံးတာကလည်းအဲ့ပုံကိုယ်တွေကပို့ဖြုံးပါလေအချိန်တွေပို့နေသေးတယ်ငါငယ်သေးတယ်ဆိုပြီးတော့ဖြုံးပစ်လိုက်တာပါနှမျောစရာကောင်းပါလေကဲအဲ့ဒါဆိုရည်ရွယ်တော့အချိန်ကိုပိုင်းကြည့်ရအောင်အချိန်ကိုပိုင်းကြည့်မယ်နော်တယောက်ချင်းနေမှာဘယ်လောက်ဘယ်လောက်ရလဲ24နာရီမရဘူးလားတနေ့တာမှာတယောက်ချင်းသည်24နာရီရတယ် ဲ့ဒါထားတယ်ပြီးတော့8ချိန်7နာရီထားအဲ့နောက်တကပြီးတော့အလုံးလုံးချိန်7နာရီအနားယူချိန်7နာရီဆိုပြီးတော့ဒါကတကယ်လို့ generalize ဆိုပါဗျာအကြံဉာဏ်ပုံလိုက်တယ်ပြီးတော့လူငယ်တွေဒီမဟုတ်ကလေးတွေចောင်းသားတွေပြောတယ်ဆိုရင်အဲ့တိုင်းကြောင်းရဲ့ကျူရှင်ရဲ့တက်လိုက်ရင်ကြောင်းအရှင်မြတ်တနေကုန်ကြောင်းတက်ချိန်6နာရီဝင်ချင်းရှိမယ်ကျူရှင်လည်းဆိုရင်7နာရီဝင်ချင်းပေါ့ဒါနားယူရင်ရောပါကြောင်းမှရှိမယ်ကြောင်းကျူရှင်မှရှိမယ်ချိန်7နာရီဝင်ချင်း အဲ့ဒါဆိုအဲ့ချိန်၈နာရီအပြည့်ထားလိုက်နောက်တော့ဘယ်လောက်ကြံ၈နာရီအဲ့၈နာရီတည်းကိုကောင်းကောင်းအသုံးချတဲ့ဒီလိုမှစာထပ်ဖတ်မယ်သို့မဟုတ်ကျမကြီးကိုလည်း၄ချိန်ငယ်လုပ်မယ်အာဂသ၂နာရီလောက်လုပ်မယ်အဲကျန်တဲ့၆နာရီတည်းမှာ၄နာရီလောက်အလုပ်လုပ်မယ်သို့မဟုတ်နောက်တော့၂နာရီလောက်သူများတဲ့ပို့ပြီးစာလုပ်လိုက်မယ်၁၀နာရီဖြစ်သွားမယ်၈နာရီလုပ်တဲ့ဒီနဲ့၁၀နာရီစာလုပ်တဲ့ဒီနဲ့တို့မတူဘူးဝရိယသမားကတော့ညဉ့်ချင်းတူရင်တာမှာပဲအဲ့ဒါတော့တပည့်တော်တို့အဲ့ဒီ ရှင်းနိုင်စာသိပြီကျူရှင်သိပြီကျန်တာတော့စိတ်ဝင်စားတော့ဘူးဆိုပြစ်ထားရင်အဲ့ကလေးကထူးချွန်မဲ့ပုဂ္ဂိုလ်ဟုတ်ရှင်ပြားတို့စာတင်တိုင်းနေခဲ့ပါမှာစာဝါလိုက်ရှင်နေနေဘယ်လောက်ရှိမလဲပေါ့နော်6နိုင်လောက်ရှိရှိမယ်မနဲ့ညာအဲ့တော့အဲ့6နိုင်ကန်7နိုင်ပဲထားနောက်တဲ့ဒီပြေတို့7နိုင်လောက်အချိန်ရသေးတယ်အနာယူခြင်းအဲ့အတွင်းမှာစာပို့လို့တဲ့ဘုန်းကြီးတွေကပို့တာတော့တာရှင်ပြားတို့သတိထားကြည့်ပါဟုတ်လားဗျာနော်အဲ့ချိန်ပြေပဲ7နိုင်ပြေအဲ့လိုက်အောင် ကျင်းလိုက်အောင်သစ္စာတပြည့်တော့ကျင်းကျင်ကြတော့ဘာလို့ကြဘောလုံးဘဝတညလုံးကြည်ကြခဲဤတညလုံးဆိုရင်ဆိုကြအဲရည်ရွတ်တညလုံးကြည်ကြအလိုင်းမမဒီနေ့ကတညလုံးနေနေကြအခုနောက်ကိုတော့လေးလေးဒီလိုဖြစ်လာတယ်အရင်ဖုန်းကြီးတွေကတော့ Facebook သုံးမှုတာဘလောက်ကြာအောင်ပါလဲဆယ်စုနှစ်တစုစာပဲရှိအောင်ပေါ့အဲ့တော့နောက်ကိုတော့ကြတော့မွေးလာကနေ Facebook ကိုင်းမွေးလာတာပေါ့ဖုန်းကိုင်းမွေးလာတာပေါ့နော်ကိုရင်ဖြစ်နေတာဖုန်းနေနေလာတာလေအဲ့ဒါတော့သူတို့မှအန်ဒီရီပိုများလာတယ်ပေါ့စိန်ခေါ်မှုတွေပိုများပြောပြောချင်တာက သူတို့ကအချိန်ဖြုံးစရာကိစ္စတွေပုံများလာဒီလိုမျိုးဖြစ်သွားအဲ့ဒါတော့အဲ့ဒီဘောင်ကတို့ရောဘလို့သုံးကြသလဲဆိုတာဟိုစမ်းစစ်တရက်ကိုတနာကြီးဂိမ်းစော့မယ်အဲ့တော့အလကား နေလိုက်မယ် waste time ပေါ့ဗျာတရက်ကိုတနာကြီးဗျာတော့နေတိုင်းဗီဒီယိုကြည့်တယ်ဗျာနေတိုင်း YouTube ကြည့်တယ်နေတိုင်း YouTube တနာကြီးတော့မကဘူးထင်တယ်တပည့်တော်တနာကြီးတော့မကဘူးဒီတော့သတင်းနားထောင်တာများသတင်းကိုတအားသိမ်းမသားပြည်တွင်းပြည်ပသတင်းတွေဒီတော့နားထောင်အပ်ဒိတ်ဖြစ်တဲ့သတင်းတွေအများနဲ့နားထောင် အဲ့ဒါတော့ထားတော့ယူယူမှာအချိန်တနားကြီးဆိုတာအ ਨੇ ဆုံးပဲတပိတော့ဖုန်းကြတော့မှတ်ထားတာပေါ့တနေ့ကိုဒီတော့ဒီဖုန်းကိုစကရင်သုံးချိန်သူက9နာရီနဲ့မိနစ်40ပေးတယ်9နာရီမိနစ်40ပြင်ဘာလုပ်လို့မရဘူးအော်တိုပေးသွားတယ်အပလီကေးရှင်းတွေကုန်ပိတ်သွားတယ်အဲ့တော့ဒီပြီးတော့ digital web link လို့ခေါ်တာဒီကွန်ပျူတာတွေလည်းအဲ့တိုင်းသူသတ်မှတ်ချက်ရှိတယ် screen time တွေများပြီသူက brightness ကချ auto shot ချပြီးရင်လုံးလုံးမရတဲ့ application တွေအကုန်ပိတ်ပြတယ်အဲ့တော့ဒီပြီးတော့တော့ဒီနေ့တော့အလုပ်ရေးကြီးလို့ပါဆိုရင် နော်တဲ့အဲ့ဒီကဒီ digital web link ကိုဒီပိတ်ပြီးမှအဲ့ application တွေ run လုပ်ရဒါတောင်မနဲ့ तू application တစ်ခုချင်းစီလိုက်ပေးရမဟုတ်ရင် तू ကအကုန်လုံးကို lock ခတ်ပြလိုက်တယ်ဒါလည်းရေးကြည့်တယ်ရှင်များတွေလောက်ထားတဲ့ digital web link ပေါ့အဲ့တော့ဒီ computer တွေပြီး screen ကြည့်ထားတာဘလောက်ဆိုတာ तू တပတ်ကိုဘလောက်တနားကြီးတလားဆိုဘလောက်ရှိပြီဆိုတာ तू မှတ်ထားအဲ့တော့ဒီပြည်တော်တို့ရဲ့ screen time ပေါ့ screen time လို့ခေါ်ရတယ်ဗျာကျန်တော့ဖုန်းတွေထိတယ် touch time ပေါ့ test time နေ screen time နေညားလိုက်ဒီလိုတို့က mineral ပေါ့ပြင်ပလောကနဲ့ထိတွေ့တာနည်းလာပြီဆိုတဲ့အဓိပ္ပာယ်လည်းရှိအဲ့ဒါကဟိုကတစ်ဖက်တစ်ဖက်ကကြည့်ရင်အာယုံကြောပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာမှာအန်ဒီတွေရှိလာပြီလို့ပြောတာအဲ့ဒါတိထားမယ်ချက်ကန်ဟုတ်ပြီတရက်ကုဒနာကြီးတရက်ကုဒနာကြီးကတလဆိုဘယ်လောက်ရှိလဲတရက်ကုဒနာကြီးဆိုတလကိုနိုင်30အဲ့ဒါတော့တလနိုင်30ကဘယ်လောက်ရှိသွားလဲတရက်ခွဲပေါ့24နိုင်နဲ့6နိုင်တဲ့တရက်ခွဲလောက်ဖြစ်သွားတရက်နဲ့နေတစ်ပိုင်းဖြစ်သွား ဟုတ်လားဗျာနော်တရက်နေနေတိုင်းပြအဲ့တော့တလနိုင်30ကတစ်နှစ်ကိုနိုင်ပေါင်း360ရှိတယ်360ကရက်နေနေအတွက်ရက်ပေါင်း15ရက်ရှိတယ်တစ်နှစ်တစ်နာရီချင်းဖြုံးတာနဲ့တစ်နှစ်ကို15ရက်ကအလကားပြတ်သွားတယ်โอเค2နာရီလောက်တပြီးတော့တို့လွတ်လပ်နေမယ်ဗျာဂိမ်းဆော့မယ်ဗျာ YouTube ကြည့်မယ်ဗျာ Facebook သုံးမယ်ဗျာအကျိုးဟိုအကျိုးမရှိတဲ့ဟာထုတ်ပါထားပါတော့အသုံးမကျတဲ့အချိန်တွေပြီးတော့2နာရီနေလိုက်မယ် တနေ့ကိုဘယ်လောက်ဖြစ်သွားတလားအဲ့လူက17လပဲရှိတော့တနေ့ကို၄နာရီဆိုရင်တနေ့ကို2လဖြစ်သွားပြီတနေ့ကို2လဖြစ်သွားပြီအဲ့တော့ခုရှင်များတို့တနန်းတက်ခဲ့တဲ့ဘုံကြီးတွေအပါ40အတူတူပဲနောက်နေ့ပြန်ဆုံမနေဆိုရင်တနေ့ကို၄နာရီသုံးချတဲ့သူနဲ့တနေ့၄နာရီဖြုံးပြလိုက်တဲ့သူနဲ့လုံးဝမတူတော့တနေ့ပဲချင်းပြလိုက်ကွာသွားပြီနှစ်လပို့ထွက်လာတရား တနေ့ကိုအပြည့်သုံးနိုင်တယ်။နောက်တစ်ပါးကျတော့သူက10လပဲချိန်ရ။10လအဲ့ချိန်သားချိန်နေနှုတ်လိုက်။နော်။အဲ့ချိန်သားချိန်နေနှုတ်လိုက်။10လဆိုတော့အဲ့ချိန်သားချိန်ကိုတနေ့ကို10နာရီနှုတ်လိုက်ပါ။ဟုတ်လား။ကျတော့ဘလောက်အချိန်ကြီးများသွားမလဲ။နော်။တနေ့သူတွေတို့နိုင်ပေါင်း3000ချောဖြစ်သွားပြီ။ဒီနေ့ကို10နာရီနှုတ်လိုက်။အဲ့သူ့ရဲ့ပိုင်ဆိုင်ရဲ့အချိန်ကတနေ့ကိုတနေ့လုံးမှာနိုင်9000ဝန်းကျင်ပဲရှိတယ်။ ရက်အနေနဲ့တွေ့6လဝန်းကျင်ပဲရှိတော့တနေ့ကတဝက်လောက်ကအလကားပြသွားပြီဖြုံးပြလိုက်တဲ့အချိန်ရဲ့အိတ်ရင်စားရင်များသွားရဲဆိုတော့တနေ့ကိုသူက6လဝန်းကျင်လောက်ပဲပိုင်ဟုတ်လားအဲ6လဝန်းကျင်ကိုသူကရက်ပေါင်းနေတဲ့အတွက်မဲ့ဆိုရင်ရက်ပေါင်းဘယ်လောက်ပဲရှိတော့မလဲတပည့်တော်တို့ရက်ပေါင်းတရားနဲ့80ဝန်းကျင်ပဲရှိတော့ရက်ပေါင်း200မပြည့်တော့အဲ့ချိန်မှာတပည့်တော်တို့ကပိုင်တော့တာအချိန်တော့ အဲ့ရပောင်း120ကိုတို့တော့ဘာလုပ်ကြမလဲအဲ့ဒီဟာကိုလုံးဝဖြုံးပြလိုက်တဲ့သူတွေအများကြီးရှိသေးတယ်မောဃကာလဖခင်ပြောတယ်မောဃကာလဆိုအဲ့ဒါပြောတာမောဃကာလလူကိုပြောတာမဟုတ်ဘူးအချိန်ကိုလကားဖြုံးပြလိုက်တဲ့အချိန်တွေကိုပြောတာမောဃကာလအဲ့ဒီပုဂ္ဂိုလ်ဟာဒါဒုသကုံမဖြစ်